ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာမင်္ဂလာပါဗျာ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်ဆိုတော့ဒီနေ့ကတော့ဒါ Champion League ပြန်လာပြီပေါ့လीနော်ဒါ Champion League Round 5ရဲ့ပွဲကြိုသုံးသချက်ကိုတင်ဆက်ပေးมาဖြစ်ပါတယ်အဲ့တော့ဒီနေ့ live ကတော့ကျွန်တော်၃ခုနော်ခွဲပြီးလွှင့်ပါမယ် live တစ်ခုမှာကျွန်တော်၃ပွဲပေါ့လीနော်ဒါ Champion League 6ဘွဲကိုကျွန်တော် live 3ခုနဲ့ခွဲပြီးလွှင့်ပေးပါမယ်เนาะโอเคပါဆိုတော့ဒီနေ့ကတော့၄သိန်းမောင်းလေးတမောင်းကျွန်တော်ချပေးมาဖြစ်ပါတယ်เนาะအဲ့တော့ free ဘွဲတွေကတော့ဒါစနေတနင်္ဂနွေတနင်္လာ3ရက်လုံးကျွန်တော်တို့အောင်နေပေါ့လीเนาะအဲ့တော့ member တော့ဒါတခြားဒီ3 star ဘွဲလေးတွေအနေငယ်လေးထိနေတယ်ပေါ့လीเนาะအဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါအနှုတ်400ထွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိကတော့ဒီနေ့ဒါ Benfica, Ajax အစောပွဲရှိမယ်။ Galatasaray, Union Saint, Gloisi အစောပွဲရှိမယ်။နောက်ပြီးတော့ဒါ Man City နဲ့ Liverpool ဆန်ပွဲဒီ၃ပွဲရဲ့ live ကိုဒီဒီ ဒီ၃ပွဲရဲ့ပွဲကြုံ၃ချက်ကိုဒီ live ထဲမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်ပြီးရင်တော့နောက်၃ပွဲ၃ပွဲနဲ့ဒီနေ့ live လေး၃ခုကျွန်တော်ခွဲပြီးလွှင့်ပြမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုရိုးကြီးเนาะမင်္ဂလာပါဗျဆိုတော့ဒီနေ့ပြီးရင်တော့မနေ့ပြန်ကကျွန်တော်ဒါအာကြီးနဲ့ဘိုင်ယန်မြူးနစ်ကတော်တော်ကိုကြီးကောင်းမဲ့ပွဲပေါ်လीเนาะအဲ့တော့ဘိုင်ယန်ကလည်းလက်ရှိမှာဥရောပမှာ ဒါအကောင်းဆုံးဆုံးအသင်းလို့တော့လက်ရှိအနေအထားအရ current form အရပြောလို့ရတယ်ဒီရာဒီမော်ဒလီကမှာနိုင်ရှုံးပွဲလုံးဝမရှိသားသေးဘူးဆက်တပွဲမှာဒါ၁၀ပွဲနိုင်ထားတဲ့အသင်းပေါ့အဲ့တော့အာဆင်နယ်ကတော့လက်ရှိဒီရာဒီမှာလီဗာပူးတသင်းနဲ့ပဲရှုံးထားတယ်ဂျန်နာရီက၉ပွဲနိုင်ပြီးတော့၂ပွဲသေးကြားထားတဲ့ပရီးမီးယားလိလက်ရှိနံပါတ်၁နဲ့နော်ဒါဂျာမနီရဲ့ဒါနံပါတ်၁ဘွန်ဒလီကနံပါတ်၁တို့ မနေ့ပြန်တွေ့ဆုံမှုကတော့ဒေါ်လီကြီးလို့ကောင်းမယ်ဗျအဲ့တော့လက်ရှိကနှစ်သင်းစလုံးဟာလည်းเนาะချန်ပီယံလိမှာရမှတ်တော်တော်လေးတူနေတယ်ပေါ့လေเนาะအဲ့တော့ဒီဂိုးကွာချက်ချက်အရာကလည်းဒါအပေါင်း၁၁ချင်းကတူနေပါတယ်ဒါပေမဲ့ဘိုင်မြူနစ်ရဲ့တိုက်စစ်ပိုင်းကဒါ၁၄ဂိုးသွင်းထားပြီးတော့၃ဂိုးပေးထားရတယ်အော်အာဆင်နယ်ကလက်ရှိ၄ပွဲမှာတကူးမှမပေးရသေးဘူး၁၇ဂိုးထိသွင်းထားတယ်ဆိုတော့ဒီလိုမျိုးနှစ်သင်းတွေ့ဆုံမှုကတော့တော်တော်လေးကြီးလို့ကောင်းမယ်ထင်ပါတယ်ကြေးတောင်ကျွန်တော်မကြည့်ရသေးဘူးညာเนาะ ဆိုတော့ IE အိမ်ခွင်းမှာ IE ကပြန်ဖွင့်လာတာဟေးနော်2.2ဆိုတော့နော်ဟိုဘက်က Bimer က3.2ဆိုတော့ဘယ်လောက်များဖြစ်မလဲ level 50လောက်တော့ဖြစ်မယ်ထင်တယ်ဗျာနော် level 50ဆိုတော့ IE ကတော်တော်ကြီးကျန်းသွားပြီဗျအဲ့တော့မနေ့ပြန်တော်တော်လေးကြီးကောင်းမယ်ပွဲဗျာနော်ကဲမင်္ဂလာပါဗျမင်္ဂလာပါမနေ့ကတော့ free ပွဲอ่ะဒါ transport song transport sport ball လीနော်အဲ့တော့3 4နဲ့ကျွန်တော်မနေ့ကနှစ်စားပွဲလေးတော့ free ပွဲလေးတော့အောင်မြင်ခဲ့မယ်ထင်ပါတယ်နော်အဲ့တော့ Sunday တနင်္ဂနွေတနင်္လာက free ပွဲတွေကတော့ ဒါကြွေတက်နေတဲ့အနေအထားပေါ့လေနော်မန်မာပွဲတွေတော့အနှဲငယ်လေးလင့်နေပါတယ်နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒါပြန်ကျုံးပါမယ်ဗျာနော်အဲ့တော့ဒီသုံးပွဲရဲ့ software သုံးပွဲလေးတွေကိုတော့ကျွန်တော် caption မှာရေးထားပါတယ်နော်ဒီနေ့ live လေးသုံးခုကျွန်တော်ခွဲလွှင့်ပါမယ်ကဲဒါဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ညီကိုတို့ကြီးမင်္ဂလာပါမင်္ဂလာပါဗျ brother ရွှေရမင်္ဂလာပါအောင်ပူမင်္ဂလာပါအောင်ဖြိုးမင်္ဂလာပါအောင်ကိုမြင့်မင်္ဂလာပါရိုးကျော်သူမင်္ဂလာပါဗျ KGH မင်္ဂလာပါဗျချစ်ဆိုးမင်္ဂလာပါတန်တူက123မင်္ဂလာပါရေမင်္ဂန်မင်္ဂလာမင်္ဂလာပါဗျ ဝနအောင်မင်္ဂလာပါဗျဦးမြင့်အောင်မင်္ဂလာပါအဲတန်တူအောင်123မင်္ဂလာပါဗျဂါလာတာစရီဘော်ဒီတော်တော်ကြိုက်တယ်ဗျကြိုက်တော့ကြိုက်တယ်ဗျအဲ့ပွဲလဲဘယ်လိုပြောရမလဲဇုံမုံဇုံဇုံလိုက်ကိုမှာဘာရွေးရမလဲပေါ့နော်အဲ့တော့ဘော်ဒီလဲကြိုက်တယ်လို့ဂိုးပေါင်းကြီးလဲကြိုက်တယ်အဲ့တော့တလုံး90ပေါင်းအရာကအမှန်တိုင်းပြောရင်တော့ DJ ကပြော့တယ်လူလည်းပြောလို့ရတယ်လို့ပြင်းတယ်လူလည်းပြောလို့ရတယ်ဆိုတော့ရှုပ်ပါတယ်ပြောမယ်ဗျနောက်အဲ့ပဲပြောပြောရင်းနဲ့မှာကျွန်တော်တခါလေးပြောကြတာပေါ့လीနော်ဘာသာ ရှိမြမင်္ဂလာပါစောစောမင်္ဂလာပါဇိုင်းနစ်မင်္ဂလာပါအာကာမိုးမြင့်ထက်အဟိုအာကာမိုးမိုးထက်မြင့်မင်္ဂလာပါဥဖုံးမင်္ဂလာပါမောင်စိမ့်မင်္ဂလာပါချိုထိုးမင်္ဂလာပါထေးဝင်းမင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါညီကိုဘရဒါချစ်ကိုကိုဝင်းမင်္ဂလာပါတီတီစိမ့်မင်္ဂလာပါဝီလက်ဂိုဘီဒါအကျမ်းမီဟုတ်ဟုတ်ပါမလားဟမ်ဘရဒါတိုလီမိုလီဟိုလီမိုလီလာမင်္ဂလာပါအောင်ရဲမင်္ဂလာပါဖြိုးကြီးမင်္ဂလာပါခဲရဆိုကျွန်တော်တို့ဒါကျုံးမယ်ဗျာနော်အဲ့တော့ဒါသုံးပွဲရဲ့ကျွန်တော်ပွဲချုပ်သုံးချက်လေးစလိုက်ရအောင်ပေါ့နော် တော့ဒါ wise ဘမှာဆော့ချင်တဲ့ညီကိုအနေနဲ့ကလည်းကိုယ့်ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးအသေးစိတ်သိရှိလိုပါက wise ဘမှာ Facebook page နဲ့သူတို့ application တို့မှ website link နဲ့ customer service ကိုလိုနေပြီးတော့လေ24နိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ let's go ပါအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒါ agent နဲ့เนาะ IN နဲ့ ဒီ Banfica ပွဲလေးစပြီးပြောပြီးမှာဖြစ်ပါတယ်အဲ့တော့လက်ရှိ Banfica away win ကနေ level 80ရှုံးပေးထားပြီးတော့အသုံးလုံး40ပေါင်းနဲ့ပြန်ကားထားပါတယ်အဲ့တော့ကိုပေါင်းချေကိုပြန်ကြည့်ရင်အသုံးလုံး40ပေါင်းဖြစ်နေတာကြောင့် Benfica တေချာပေါက်ကိုရမယ်နော်ဝင်ရိုးမျိုးဖြစ်တယ်လို့ယူဆတယ်လေဗာ90ရှုံးဖြစ်နေတဲ့အတွက်အဲ့တော့ဒီနေ့သေးရနောက်ဆုံးထိတဲ့တူစုက2022တုန်းကဒီ Champion League မှာနောက်ဆုံးတွေ့ခဲ့တာအဲ့တုန်းကဒါ Ajax အဒီအိမ်ခွင်းမှာတလုံး100ရှုံးတိ Ajax ဘက်ကပေးပြီးတော့မှ0-1နဲ့ Benfica နိုင်ခဲ့တာဖြစ်ပါတယ် တပိုင်းတစ်လျှောက်၃ချိန်အေကံမူတဲ့အေဂျက်အင်္ဂွန်းတပိုင်းတစ်လျှောက်မှာ AMC ပွဲမှာ2009ခုနှစ် level 50ရုံးကြီး23နဲ့ဘန်ဖီကာနိုင်တယ်။2018 Champion League ဒါဆယ်လာပိုင်းမှာအေဂျက်အင်္ဂွန်းမှာအေဂျက်က level တရာရှုံးပေးတယ်1စီးနဲ့အေဂျက်ကတော့နိုင်ခဲ့တယ်။2022ရောက်တဲ့အခါမှာအေဂျက်အင်္ဂွန်းမှာပဲအေဂျက်ကတလုံးတရာရှုံးပေးပြီးတော့0နဲ့ဘန်ဖီကာနိုင်ခဲ့တဲ့အတွက်လက်ရှိတပိုင်းတစ်လျှောက်မှာအေဂျက်ဘက်ကကြီးပဲကြီးပြင်းပြင်းနေဖွင့်ဖွင့်လှစ်ခဲ့တာကြောင့်เนาะအခုပေးတဲ့ ဘန်ဖီကာဘက်ကဝေးဝင်း level 80ဟာတမိုင်းတစ်ချောင်းမှာအပြင်းဆုံးကြီးဖြစ်ပါတယ်တော်တော်လေးပြင်းတယ်လို့ပြောလို့ရတယ်ဒါကလည်းအဲ့တုန်းကအဲ့ခစ်တုန်းက agent နဲ့လက်ရှိဒီခစ်ရဲ့ agent နဲ့လည်းမတူပါဘူးနောက်တစ်ချက်က agent မှာလက်ရှိနီးပြပြောင်းနေတယ်เนาะနောက်ဆုံးနှစ်ပွဲဆက် ဒါ assistant နီးပြနေပဲเนาะယာယီနီးပြနေပဲတာဝန်ယူထားတဲ့နှစ်ပွဲလုံးလည်းရှုံးသွားတယ်เนาะဟို ultra အသင်းကို2-1နဲ့ရှုံးတယ် azelia အသင်းကို1-2နဲ့ရှုံးထားပါတယ်အဲ့တော့ဒီဘဲနဲ့ပဲလက်ရှိเนาะယာယီနီးပြနေပဲပေါ်ထွက်မဲ့အနေအထားမှာဘာမှတော့ agent အနေနဲ့မျှော်လင့်လို့ရမှာမဟုတ်ဘူးအဲ့တော့လက်ရှိအဲတခုထူးခြားတာ champion league မှာဒီနှစ်သင်းလုံးကအောက်ဆုံးမှာရောက်နေတယ်เนาะ benfica ကဟိုအောက်မှာ35အဆင့်35လေးဘွဲကစား၄ဘွဲရှုံးနှစ်ဘွဲသွင်းနိုင်ရှုပ်ကူးပေးရတယ်ရမှတ်0 ေချအသင်က36ဘက်ဖီကအောက်ကအောက်ဆုံးအသင်းပါပဲเนาะအဲ့တော့၄ဘက်ကစား၄ဘက်ရှုံးတကိုးပဲသွင်းနိုင်တယ်သူကပိုဆိုးတယ်14ကိုထိပေးထားရတယ်ရမှ0ဆိုတော့တေချာတာတစ်ခုကတော့လက်ရှိဘန်ဖီကာကိုအေချာကိုကရမှလိုတယ်၄ဘက်ကစားပြီးသွားပြီး၄ဘက်ပဲခြံတဲ့အနေထားမှာလက်ရှိဘန်ဖီကာအနေနဲ့ပို့ပြီးတော့ညှော်လင့်ချက်ရှိမယ်လို့ယူဆတယ်ဘာလို့လက်ရှိဘန်ဖီကာဒီနေ့ဘက်မှာ၃မှတ်ရခဲ့မယ်ဆိုရင်တော့ရမှ၄မှတ်เนาะအဲရမှ၃မှတ်စုဆောင်းနိုင်ပေမယ့်အပေါ်ကနောက်ဆုံးလက်ရှိရထားတာကမာစီးတို့ဂျူဗင်တက်စ်တို့တောင်မှလက်ရှိ၃မှတ်ပဲရသေးတယ်ဆိုတော့ အဲလိုက်လို့တော့မိကောင်းမိနိုင်တယ်ဒါပေမဲ့ဘန်ဖီကာအနေနဲ့ကလက်ကျန်ပွဲကအနေအနေငယ်လေးကျက်တယ်ဘန်ဖီကာဒီနေ့ပွဲပြီးတာနဲ့လာမယ့်ချန်ပီယံလိကနာပိုလီအသင်းကိုအိမ်ဝင်းမှာအဲခံရမယ့်ပွဲရှိတယ်ဂျူဗင်အိမ်ဝင်းမှာသွားခံရမယ့်ပွဲရှိသလိုရီယယ်မက်ဒရစ်အသင်းကိုအိမ်ဝင်းမှာအဲခံရမယ့်ပွဲရှိတယ်ဆိုတော့ဒီတဲမှာမှာအချောင်ဆုံးကအေဂျက်ဖြစ်နေပါတယ်အဲ့တော့လက်ရှိအနေထားရကတော့နော်အဆင့်ဒါ24အတွင်းဝင်ဖို့ဆိုရင်တော့လာမယ့် နှစ်ပွဲလောက်ကိုနိုင်ဖို့လိုအပ်တဲ့အတွက်မော်ကြီးအနေနဲ့ကဒီလိုမျိုးပွဲမှာအေဂျက်အိမ်ခွင်းမှာတော့เนาะထပ်ပြီးရှက်ကွဲမဲ့အနေထားတော့မရှိနိုင်ဘူးလို့ယူဆပါတယ်အဲ့တော့ဂျေးအရကြည့်မယ်ဆိုရင်လည်းလက်ရှိပေးတဲ့ဒီဘန်ဖီကာဂျေးအရတော်တော်လေးပြင်းတယ်လို့ယူဆမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အေဂျက်အိမ်ခွင်းမှာနောက်ဆုံးဂါလာတာဆရီအသင်းကိုအဲ့ခံခဲ့တာเนาะအဲတော့ကဂါလာတာဆရီအဝေးဝန်းကနေကျွန်တော်တို့ပေးခဲ့တဲ့ဂျေးအရ level 50ရှုံးဖြစ်ပါတယ်เนาะဒါမှအဲ့တော့ဂါလာတာဆရီရဲ့ level 50ရှုံးတော့၃ခုပြန်တဲ့အေဂျက်ကိုရှုံးတဲ့အချိန်မှာ ဗန်ဗီဂါရဲ့ level 80ရှုံးဟာဒါကြီးပြင်းတယ်အောင်မယ်လို့ယူဆတယ်မော်ယီအနေနဲ့ဒီဘောမှာတော့အမားထက်လို့မယ်တော့မယူဆဘူးအဲ့တော့ဒီမော်ယီအနေနဲ့နောက်ဆုံးတွေ့ခဲ့တာဒါ Liverpool အသင်းကို0-1နဲ့ရှုံးခဲ့တာဖြစ်ပြီးတော့အဝေးဘက်မှာ Newcastle ကို3-0နဲ့ရှုံးခဲ့တဲ့နောက်ဒီ Chelsea အိမ်ဝင်မှာ1-0နဲ့ရှုံးတယ်ကာရာဘတ်အသင်းကိုလည်းရှေ့မှာ2-3ဆိုတော့လက်ရှိမော်ယီရဲ့ဗန်ဗီဂါဟာအဖက်ဖက်က အားနေနေတယ်ဆိုတော့လက်ရှိနောက်ဆုံးပွဲကတော့ Grimaris အသင်းကို Z3 နဲ့နိုင်လာတဲ့အတွက်လောလောဆယ်ပေးတဲ့ခြေပေါ်မူတွေပြီးစဉ်းစားမယ်ဆိုတော့ဒီပွဲကမော်ကြီးအနေနဲ့ပြန်ခံမနိုင်မယ်လို့ပဲယူဆတဲ့အတွက်ကျွန်တော် Banfica ပဲကြိုက်ပါတယ် Banfica body ဖြစ်ပါတယ်အဲ့တော့ဂိုးပေါ်ကွာကွာတော့အနေအနေငယ်လေးများတယ်ကြိုက်တာတော့ကျွန်တော် go out တော့ပပလေးကြိုက်တယ်ဒါပေမဲ့ဂိုးပေါင်းကြီးကတရရိတ် တက်လာတဲ့အတွက်ရှောင်စီခြင်းပါတယ် Okay ပါအဲ့တော့နောက်တစ်ပွဲကကျွန်တော် Galatasaray နဲ့ Union Saint Gilloise ပွဲပါတစ်လုံး90ပေါင်းတစ်လုံး20ရှုံးနဲ့ပြန်ပြီးကာထားတယ်တစ်လုံး90ပေါင်းဆိုတဲ့ GE ရတေချာတာတကူကတော့ Galatasaray online ကြီးလေးတွေပေါ့ရှိတယ်ဒါပေမဲ့သုံးလုံး20ရှုံးဆိုတော့ကမောင်ကြေးကြောင်းနှလုံးမပြတ်နိုင်ဘူးဆိုတော့အနေထားလည်းရှိတယ်လို့ Union Saint Gallen စီတလုံးရမယ်ဆိုတော့ကိုပေါင်းဝင်ရုံမျိုးလည်းဖြစ်နေတယ်ဗျာเนาะ body နဲ့ကိုပေါင်းကဒီလိုမျိုးတွဲတွေးလို့ရတယ်အဲ့တော့ Galatasaray အသင်းဟာလည်းရှိအနေထားမှာ Dan Luzin အတိကကစားသမား2ယောက်ရှိတယ်တောင်မန်က Agan နဲ့ တိုက်စင်မိုအိုစီမန်ဒီနှစ်ယောက်မပါတဲ့အချက်ကြောင့်ဂလာတာစရီဟာလက်ရှိအီဂါဒီတို့နော်ဂွန်ဒူဂန်တို့ရှိတဲ့အတွက်အရင်ကြီးတော့စိတ်ပြူစရာမလိုပေမဲ့နော်လက်ရှိအိုစီမန်တို့လောလောဆယ်ဂလာတာစရီတို့ကိုရနေတဲ့အနေထားမှာအနှင်းငယ်လေးတော့ကိုပြဖို့ရပါလို့နေသွားတာဒါကြောင့်တလုံး90ပေါင်းပဲပေးထားတာအိုစီမန်တို့အုပ်စုတကယ်တမ်းဒဏ်ရာရမပါဘူးဆိုရင်တော့တို့တလုံးတည်ရို့ပါလို့ပေးကောင်းပေးနိုင်တယ်ပေါ့လေအဲ့တော့ဒါကြောင့်လက်ရှိ G ရ body G ရအရန်ကြီးပြောရတဲ့တော့မပါဘူးဒဏ်ရာလူစင်းကြောင့်သာတလုံး90ပေါင်းပေးတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်အဲ့တော့တလုံး90ပေါင်းမှာ 3လုံး20ရှုံးဖြစ်တာကြောင့် Union Saint Galaxy အနေနဲ့ကိုရနိုင်တယ်အဲ့တော့ Union Saint ဟာသူတို့ Belgian League မှာတော်တော်လေးကောင်းတယ်လက်ရှိအဆင့်တက်မှာပဲဆက်ပြီးထိန်းထားတယ်ဒါ့ပေမဲ့ Champion League မှာတော့လောလောဆယ်ဒီ Galatasaray အသင်းကအဆင့်6ရမှတ်9မှတ်နဲ့ရပ်တည်နေပြီးတော့ Union Saint ကရမှတ်3မှတ်နဲ့အဆင့်28မှာရပ်တည်နေပါတယ်အဲ့တော့ Union Saint ကပို့ပြီးတော့အမှတ်လိုတယ်ဒါ့ပေမဲ့ Galatasaray ကလက်ရှိ1-8ဝင်ဖို့ဆိုရင်ဒီနေ့ဘွဲက မတ်ဝင်းနိုင်မှာရမယ်ပွဲပါဘာလို့လက်ကျန်ပွဲတွေထဲမှာဒီနေ့ပွဲကအချောင်ဆုံးဖြစ်ပါတယ်နော်တို့ကြောင့်လက်ရှိပေးထားတဲ့လုံ90ပေါင်းမှာ3လုံး20ရှုံးရအောက်ထစ် individual over နှလုံးပြတ်နိုင်တဲ့အနေအထားကြောင့်လုံ90ပေါင်း union saint အသင်းကိုပေးထားခြင်းဖြစ်တယ်လို့ယူဆတယ် union saint ကလက်ရှိဒီရာသီမှာဘာသွားတွေ့လဲဆိုတော့ psv အိမ်ဝင်းမှာနော်လက်ရှိအနေအထားရဒီရာသီကန်ခဲ့တဲ့ပုံမှာ13နဲ့တော့ဒါတမနော် champion league မှာ psv အိမ်ဝင်းမှာ level တရားရှုံးပေးတယ်13နဲ့ဒါကန်တဲ့အနေအထားလေးရှိတယ်လို့ဒါ newcastle အသင်းကို4-0 အင်တာမီလန်ကို4ဆီဆိုတော့တောက်လျှောက်ဟာ over 2.5ပွဲအများစုတွေ့ရတယ်။တီကိုအိမ်ဝန်းမှာတော့3-1နဲ့ဂိုးရတဲ့အနေအထားမျိုးမှာ Galatasaray လို့နော်ဖွင့်ဆော့တဲ့အသင်းနဲ့တွေ့ရင်တော့ဒီဘက်ကကျွန်တော်တို့ဒါ2-1ကအနေအဆုံးစကြည့်ရမယ်လို့ယူဆပါတယ်။ဆိုတော့နေမယ်ဆိုတော့ဇုံဘော်တွေကပဲကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်။ Galatasaray body ကြိုက်ပါတယ်၊ဂိုးဘော်ကြိုက်ပါတယ်။နေမယ်ဆိုတော့ကျွန်တော်ဂိုးဘော်လေးပဲပို့ပြီးအပ်ပေးပါတယ်။ဟုတ်ကဲ့ပါ။အဲ့တော့နောက်တစ်ပွဲကတော့ဒါမန်စီးတီးနဲ့လီဗာပူးဆန်ပွဲပါ။အဲ့တော့မန်စီးတီးအနေနဲ့ကဒီဂျေးက မှန်တမ်းပြောရင်တော့ဒါကျွန်တော်စပြီးပွဲရွေးတော့ကနှလုံးတည်နေပွဲရွေးထားတာအဲ့တော့လက်ရှိနှလုံး90ဘောင်းဆိုတော့ body ကပူပြီးတော့အောင်ပျော့လာတယ်เนาะဒါပေမဲ့ပွဲရွေးနေကလေးကကိုပေါင်းကြီးဟာသုံးလုံးတရာရှုံးမှာရက်နေတယ်ဆိုတော့ body ပဲကျလာပြီးတော့ကိုပေါင်းကြီးတန်းနေတဲ့အတွက်နှလုံး90ဘောင်းမှာသုံးလုံးတရာရှုံးဆိုကလေးက CD အနေနဲ့ကိုပြအရန်ကြီးဖြစ်ဖို့တဲ့လီဘောက်ဆန်ကိုရမယ့်အနေဒါပူများသွားတယ်လို့ကျွန်တော်ကတော့ယူဆတယ် ဒီမှာဘာသွားတွေ့လဲဆိုတော့ဒီလီဗာပူးဆန်အသင်းကိုလက်ရှိဒီဟာဒီမှာအကောင်းဆုံးဖောင်ရောက်နေတဲ့ဘိုင်ယန်မြူးနဲ့ဟာဘိုင်ယန်အိမ်ဝဲမှာလီဗာပူးဆန်ကိုပေးခဲ့တဲ့ဂျင်းနဲ့ဆင်းနေတယ်เนาะနှလုံး90ပေါင်းဘိုင်ယန်မြူးနဲ့ကပေးခဲ့ပြီးတော့၃ခုပြန်နဲ့အောင်ခဲ့ပါတယ်အဲ့တော့ CD ဟာเนาะတစ်ဖက်ကဟိုအောက်အောက်ဟိုးအောက်ဆုံးကအသင်းလည်းမဟုတ်ဘူးဗျာခြေစွမ်းပြတ်နေကြတော့မှန်ပါတယ်ဒါပေမဲ့နှလုံး90ပေါင်းကြီးပေးတာတော့ CD အနေနဲ့တော်တော်ကြီးပြင်းနေဗျเนาะအဲ့တော့၃လုံးအထိရောက်မှာမဟုတ်လို့သာဒီလိုမျိုးကြီးဖြစ်တယ်လို့ယူဆတယ်နောက်တစ်ချက်ကဒီ ဂိုးပေါင်းချင်း၃လုံး၁၀၀ရှုံးကြီးအရာလက်ရှိ Patrick Kit ပါမယ်ဆိုရင်တော့တေချာတာတကူကတော့ Liverpool ဆန်ကိုရနိုင်ကြီးနည်းလေးများပါတယ်เนาะအဲ့တော့ Patrick Kit မပါဘူးဆိုရင်တော့အနည်းငယ်လေး လီဗိုဆန်တိုက်တိုက်စစ်ကရုံးရနိုင်တယ်နော်ကိုဖာနီနဲ့ပွဲထွက်လာမယ်ဆိုရင်ပေါ့လေဒါပေမဲ့လည်းလောလောဆယ်အခြေအနေအသွာလာရသုံးလုံးတရာရှုံးဆိုရဲကြီးကြောင်ကျွန်တော်ထင်တော့ဒီပွဲက2-1တပေါက်လောက်ပဲကြောက်စရာရှိမယ်ထင်တယ်နော်အဲ့တော့စီးရီးယားလက်ရှိဒီကန်ခဲ့တဲ့ချန်ပီယံလိပွဲအားလုံးတော်တော်လေးအဆင်ပြေတယ်အင်ဝင်းတောက်လျှောက်တရာဒီမှာကြီးအောင်ထားတဲ့အသင်းထဲမှာပါတယ်ဗျနော်ဒီတော်တော်ဟော့စပါတပွဲပဲဇီးဒူးနဲ့ကြီးရှုံးထားခြင်းဖြစ်တယ်ဒီထဲမှာနာပိုလီအသင်းကိုချန်ပီယံလိမှာနှစ်ခုပြတ်နဲ့နိုင်ထားပါတယ်နောက်ဆုံးဒေါ်မွန်အင်ဝင်းဒေါ်မွန်အသင်းကိုအင်ဝင်းမှာ4-1နဲ့ပွဲပြီးတာတယ်အဲတော့ကလည်းလက်ရှိဘွန်နဒီကာရဲ့နော်ဒီလီဗာပူးဆန်တဲ့ကောင်းတဲ့ အဆင့်အပေါ်အပေါ်ရောက်နေတဲ့ဒေါ်မုံကိုတော့တလုံးတရာရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာ4-1နဲ့အောင်ခဲ့တဲ့အတွက်လောလောဆယ်အနေအထားအရကျွန်တော်ကြောက်စရာဟာ2-1တပတ်ပဲရှိမယ်လို့ယူဆရတယ်3-1 4-1 3-2 2-2ဒီလိုမျိုးရလာလေတော့မျောနေနေတာကြောင့်ကျွန်တော်ဒီပွဲလေးတော့5ပေါ်ပဲကြိုက်ပါတယ်မန်စီးတီး5ပေါ်ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီ3ပွဲရဲ့ကျွန်တော်ဒီနေ့ ဆော့ဘွဲနှစ်ဘွဲနဲ့မန်စီးတီးဘွဲရဲ့ကျွန်တော်တို့သုံးသက်ချက်လေးကိုဒီ live ထဲမှာပြောပြထားတာဖြစ်ပါတယ်အဲ့တော့ now live ဒီမှာတော့ကျွန်တော်နောက်ထပ်သုံးဘွဲသုံးဘွဲနဲ့ဒီ live လေးသုံးခုခွဲပြီးလွှင့်ပေးပါဖြစ်ပါတယ်เนาะအဲ့တော့နောက်ဆုံး live မှာတော့ကျွန်တော်ဒါလေးသင်းပေါင်းလေးရွေးချယ်မှုလေးရှိပါမယ်โอเคပါဆိုတော့ဒီ live လေးကိုလည်းအသေးလေးလက်မလေးเนาะတော်တော်ဆက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြအောင်ကြည့်ကြရီကျေးဇူးများကြီးတင်ပါတယ်ဗျဒီ live stream လေးကိုကြည့်ရှုပေးတဲ့ brother တွေ share ပေး brother တွေ comment ပေး brother တွေတော်တော်ချင်းတင်တယ်ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျနောက် video မှာပြန်